စက်ကြီးပင်ပညာရပ်ကိုလာတင်တဲ့လူငယ်တော်တော်များများရဲ့ပါဇက်မှာကျွန်တော်တို့ပြောလိပြောထားရှိတာကျွန်တော်ဝါသနာဖြစ်တယ်။စက်အချိုးစားနဲ့စက်ပင်နဲ့မကိုက်ဘူး။ဒီတင်ယူတဲ့ကာလမှာဟိုအချိန်ဘလောက်နေဟိုဝင်ဝင်ဆရာလဲဆိုတဲ့မိကုံးကလည်းကျွန်တော်တို့ကဖြေရခံကျွန်တော်တို့နောက်ထပ်ဒီရန်နေရာတွေနဲ့အတူတူဟိုတခြားပြည်ပကုမ္ပဏီတွေအများဝင်ပြီးတော့နေရာယူသွားမလားပေါ့ နောက်ဆုံးအနေနဲ့ကိုဖြိုးမေးချင်တဲ့မေးခွန်းလေးရှိတယ်ကိုဖြိုးအဲ့ကောင်တော့ကိုဖြိုးရဲ့ဒီ TikTok channel မှာလည်းအမေးများတယ်နောက်တစ်ခုကဒီ program ကိုကြည့်နေတဲ့သူတွေမှာလည်းအလိုသိချင်မယ်လို့ယူဆရတယ်ကိုဖြိုးအဲ့မေးခွန်းလေးကတော့အဲဒီကိုဖြိုး TikTok channel မှာအများအားမေးတယ်ဒါပေမဲ့ကိုဖြိုးအဲ့လိုတိတ်မဖြေပြစ်တဲ့အကြောင်းအရာတွေမှာပါနေတာပေါ့ကိုဖြိုးကအဲ့ကောင်ကတော့ကိုဖြိုးကိုဒီငငယ်ရွယ်ရွယ်နဲ့ပေါ့အားကြတယ်ကိုဖြိုးလိုအဲ့လိုဆက်ပြင်းတယောက် ဖြစ်ချင်နေဆိုတော့ညီကိုတွေတေချာပေါက်ရှိမှာကိုဖြိုးရဲ့အဲ့ဒီညီကိုတွေအတွက်ရောကိုဖြိုးအနေနဲ့ဒီဘာတွေအကြံဉာဏ်ပေးခြင်းလဲဒီကိုဖြိုးဒီဆက်ပြင်လောကကိုဝင်လာတဲ့အချိန်မှာရောဘလို့အခက်ခဲတွေရှိလဲဘလို့တွေဝင်ရောက်လာလဲစသဖြင့်အဲ့ဒီအကြောင်းအလေးနဲ့ပတ်သက်ပြီးတော့ရောကိုဖြိုးကျွန်တော်တို့ဆွေးနွေးပေးပါအောင်ဟုတ်ဟုတ်ကဲ့ပါဒါကတော့ဒီဟိုလူငယ်လေးတွေကျွန်တော်တို့ဒီဆက်ပြင်လောကတွေဝင်ပြီးတော့ဆက်ပြင်ပညာသင်ခြင်းတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်ဟိုအကြီးတယောက်အနေနဲ့ဒါစုံးမတဲ့သဘောအနေနဲ့မျှဝေပေးခြင်းပါတယ်ဟုတ်ကဲ့ เนาะကျွန်တော်တို့ဒီအဲလူတယောက်ကျွန်တော်တို့ပြောင်းလဲမယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးပြောင်းလဲရမှာတော့ကျွန်တော်တို့ရဲ့စိတ်ဖြစ်တယ်เนาะကျွန်တော်တို့ရဲ့ mindset ကိုအရင်ပြောင်းလဲရမယ်အဲဒီစက်ကြီးပင်ပညာရက်ကိုလာတင်တဲ့လူငယ်တော်တော်များများရဲ့ပါဇက်မှာကျွန်တော်တို့ပြောလိပြောထားရှိတာကျွန်တော်ဝါသနာဖြစ်တယ်ဘယ်ဥစ္စာဘယ်ဖြစ်ဖြစ်ဒါတော့ဝါသနာမပါဘူးအဲဟိုးစာတော့ဝါသနာပါတယ်ပေါ့ဗျာเนาะအဲဒီဝါသနာကိုကျွန်တော်တို့ကဟိုပြောလို့ရတဲ့နေရာမျိုးမှာကျွန်တော်တို့ရှိနေတာလားเนาะဒါကိုကျွန်တော်တို့တစ်ချက်စဉ်းစားရမယ်ဟုတ်ပြီဒီအဲ့တော့ ကျွန်တော်တို့ဝါသနာကတော့ကျွန်တော်တို့မျိုးမျိုးပါမယ်ကြာနော်ကျွန်တော်ဆိုခုဒါဆက်ပြင်နေဆိုပေမဲ့လည်းအဲကျွန်တော်ရဲ့ဝါသနာကဒါဟုတ်ချင်မှာဟုတ်မယ်နော်အဲ့တော့ဝါသနာဆိုတော့လူတိုင်းမျိုးမျိုးပါတယ်ဒီဝါသနာပါတယ်ဆိုတဲ့နေရာမှာလည်းအဲကျွန်တော်တို့တက်တောင့်တတဖြစ်တဲ့ comfort zone နေရာမှာဝါသနာပါတာလည်းဖြစ်နိုင်တယ်အဲဒီခေတ်လူငယ်တွေဆိုဂိမ်းဆိုတာများတော့သူတို့ကဝါသနာသွားမယ် e-sport လို့ကျွန်တော်တို့ဖြေကောင်းဖြေနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ reality ဆန်မှုတွေလိုတယ်အဲကျွန်တော်တို့ရက်တည်နေတဲ့နေရာနဲ့ လက်ရှိအစဉ်တန်းပေါ်လဲကျွန်တော်တို့အများကြီးမူတည်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဝါသနာဘလို့ပဲပါပါအဲကျွန်တော်တို့အခြေခံလိုအပ်ချက်တွေကိုကျွန်တော်တို့သိရမယ်ကျွန်တော်တို့လူငယ်တွေဆိုရင်ဖုန်းကောင်းတာကိုင်ကျင်တယ်ဆိုင်ကယ်ကောင်းတာစီးကျင်တယ်ဟိုအင်ကြီးကောင်းတာဝတ်ချင်တယ်ပေါ့ဗျာနော်အခြေခံလိုအပ်ချက်တွေအများကြီးပဲရှိတယ် နော်လိုဝါသနာအမျိုးမျိုးရှိပေမဲ့လေဒီလိုအပ်ချက်တွေကတော့ဒါတွေပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့မှာဒါတွေမရှိသေးဘူးဆိုရင်နော်ကျွန်တော်တို့ကိုယ့်ကိုယ်အတွက်အရင်တာဝန်ယူဖို့အတွက်ဒါတွေဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဝင်ငွေတစ်ခုရမှဖြစ်မယ်နော်ဒီဝင်ငွေတစ်ခုရမှဖြစ်မယ်ဆိုတဲ့ mindset ကိုကျွန်တော်တို့ကသိရမယ်နော်ကျွန်တော်တို့ကိုကျွန်တော်တို့တာဝန်ယူရမယ်ကျွန်တော်တို့မိဘတွေအတွက်တာဝန်ယူရမယ် နော်ကျွန်တော်တို့ရဲ့အပိုင်းဝိုင်းတဲ့တာဝန်ယူရမယ်တာဝန်ယူတဲ့ဆိုတဲ့နေရာမှာကိုနိုင်တဲ့ဝင်ယူကိုထမ်းဖို့လိုအပ်တယ်ဒီဒီ mindset တွေသိပြီဟုတ်ပြီကျွန်တော်တို့ဝင်ငွေတစ်ခုရအောင်လုပ်ပြီဆိုတဲ့နေရာမှာကျွန်တော်တို့အလုပ်တစ်ခုကိုရွေးချယ်ရတော့မယ်ကျွန်တော်စက်ပြင်ဖြစ်လို့ဒီစက်ပြင်လုပ်ငန်းကိုကျွန်တော်တို့အဲဆောင်းပေးပြီးတော့ပြောမှာမဟုတ်ဘူးနော်ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ရွေးချယ်တဲ့နေရာမှာအဲနောင်10နှစ်လောက်နေဒီလုပ်ရဲ့တိမ်ကောပျောက်ကွယ်သွားနိုင်မလားပေါ့ဒီလုပ်ကအဲဒီလုပ်ကနောင်10နှစ်15နှစ်မှာလဲထွန်းကားလာနိုင်သလားပေါ့ဒါတွေကိုကျွန်တော်တို့က ထည့်သွင်းစဉ်းစားမယ်ပြီးရင်တမအာစီဝါကြောက်မှုပေါ့ဒီလောက်ကနေရတဲ့ငွေဒီကျွန်တော်တို့တပြုတ်ရွှေမှုအမှန်တကယ်ပေးနိုင်လားနော်ဘ රු ဘ රු ဘွားတွေကိုကျွန်တော်တို့ချနိုင်မိတယ်လေဒါတွေအကုန်လုံးထည့်သွင်းစဉ်းစားပြီးလို့အလုပ်တစ်ခုကိုရွေးပြီးသွားတဲ့အခါမှာကျွန်တော်တို့လူငယ်တွေအနေနဲ့ဟိုအကောင်းဆုံးစူးစမ်းတင်တယ်နော်အခုကျွန်တော်တို့စက်ပြင်းစက်ပြင်းနေဆိုလည်းအဲ့လိုပဲနော်ဒေသစူးစမ်းရတယ်နော်ယူသွမှုတွေတော့ပေါ့ဗျာနော်အဲဒေသချာချာလေး အစင်ဒီဇိုင်းအကျိုးသားမှာပဲကျွန်တော်တို့တစ်ချိန်ကြရင်ကျွန်တော်နေရာတစ်ခုရပြီးတော့ကျွန်တော်တို့အသီးပွင့်ကိုခန်းစားလို့ရမှာဖြစ်တယ်။ဒါတော့ကျွန်တော်တို့လူငယ်တွေကိုပထမဆုံးအနေနဲ့ဟိုအခြေခံကြတဲ့ mindset လေးကိုပြောင်းပြီးတော့အလုပ်ရွေးတဲ့အပိုင်းပေါ့။အဲဒီအလုပ်ရွေးတဲ့အပိုင်းမှာမှအဲဒီခုကျွန်တော်တို့ရဲ့ဒီစက်ပြင်းတဲ့လောကကိုရွေးချယ်ပြီးဆိုရင်ဟိုအများသောအားဖြင့်ကတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီ education ကမမြင်ဘူးညာ။ ဟိုပူဆိုးတာဒီစက်ပြင်ကိုရွေးတာဒီပူပြီးတော့မမြင်တဲ့လူတွေကပူရွေးချယ်တာများတယ်ကျွန်တော်တို့လက်တွေ့မှာတော့ဗောနော်အကြောင်းပညာရေးဆုံးကမတိုင်လိုက်တာပဲဖြစ်ဖြစ်ဟို ASCY ရေးအခြေအနေမပြေတာပဲဖြစ်ဖြစ်ဒီဆိုင်ရန်နေရာလောကကိုဝင်ရောက်လာကြတယ်အခြေအနေမှာဟိုသူတို့ရဲ့အဓိက target ဒီဝင်ဝင်တစ်ခုဖြစ်နေတယ်အဲ့တော့ဒီစက်ပြင်နဲ့စံပေါင်းဟိုအချိုးစား꽈ချတာလည်းအဲ့လိုပဲကျွန်တော်စံပေါင်းအရန်များပြီးတော့စက်ပြင်နေနေရတယ်အဲ့လိုပဲကျွန်တော်တို့စက်ပြင်မှာကြတော့ ဟိုအချိန်ပေးရတဲ့ပမာဏပိုများတယ်ဟုတ်ကဲ့အဲကျွန်တော်စီမှာဟိုစက်ပြင်းပညာသင်ဆိုပြီးတော့လာတယ်ဒါပေမဲ့သူ့အိမ်ရဲ့အခြေအနေစီးပွားရေးအခြေအနေစင်မပြေတဲ့တော့ဟိုကျွန်တော်တို့ကလည်းဒီပညာသင်နေတဲ့ကာလမှာပညာသင်တဲ့ဈေးပဲကျွန်တော်တို့ပေးတယ်ပေါ့ဗျာအဲရရတယ်ပေါ့အဲကြတော့မိသားစုတို့အဆင်မပြေတော့ကျွန်တော်တို့ကဟို operator line map ကိုကျွန်တော်တို့ပို့ပေးရတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့တနည်းနည်းနည်းလောက်နေသူက operator လာစားစရပြီပေါ့ဒါဆိုသူတို့အင်စီဝါရီတဲ့အဆင်ပြေတယ်ပေါ့အဲ့လိုမျိုးတွေလှုပ်ချင်းလှုပ်ချင်းတဲ့ဒီကျွန်တော်တို့စက်ပြင်းတွေကနဲတယ်ပေါ့ စက်အချိုးစားနဲ့စက်ပြင်းတွေကမကြိုက်ဘူးပဲကျွန်တော်တို့လုပ်ငန်းတွေမနိုင်ဝင်ပြီးတယ်အဲ့တော့ဒီစက်ပြင်းလုပ်ငန်းကိုသင်မယ်ဆိုရင်ကျတော့ဟိုကျွန်တော်တို့အချိန်တိုင်းတာတစ်ခုအထိဝင်ငွေကိုမမျှော်လင့်မဲနဲ့သင်ယူနိုင်မှပို့ပြီးတော့အဆင်ပြေတယ်နော်ဒါလည်းကျွန်တော်တို့ကဟိုအဆင်မပြေတဲ့လူကများနေတာဆိုတော့လည်းနည်းနည်းတော့အခက်အခဲဖြစ်တယ်ဒီတင်ယူတဲ့ကာလမှာဟိုအချိန်ဘလောက်နေဝင်ဝင်ဆရာလဲဆိုတော့မိကုန်းကလည်းကျွန်တော်တို့ကဖျားခတ်တယ်ဒီဒီအချိန်ကာလကြာချင်းနှေးချင်းဒီလေဟိုကိုယ့်ကိုယ်ပေါ်မှာ အများကြီးမူတည်တယ်။နောက်ကိုယ့်ရဲ့အာယုံဆိုင်မှုတွေကိုယ့်ရဲ့ယူသွမှုတွေအဲကိုယ့်ရဲ့ခုနကကျွန်တော်ပြောတဲ့ mindset ပေါ့အဲ့ mindset ဒါကောင်းနေတယ်။ဟိုပညာတစ်ခုသင်ပညာတစ်ခုသင်နေတဲ့အခါမှာလည်းဟိုကိုယ့်ကိုတာဝန်ယူမှုအဲကိုယ့်မိဘအပိုင်းဝိုင်းတဲ့တာဝန်ယူမှုအဲကိုယ့်ရဲ့ဒီ society တဲ့တာဝန်ယူမှုဘယ်လိုမျိုးခံယူချက်တွေ pressure တွေ feel ပြီးတော့ဒီပညာရပ်ကိုသင်ယူနေတဲ့လဲပုံမှာလည်းမူတည်တယ်။အဲ့ pressure တစ်ခုထည့်ပြီးတော့သင်ယူတဲ့အားကောင်းလေလေဟိုကိုယ့်မှာခံယူထားတဲ့ mindset ကောင်းလေလေအချိန်ကာလတိုးသွားနိုင်တယ်။ เนาะဒီတင်ယူတဲ့စက်ပြင်တင်ယူတဲ့နေရာမှာဟိုနောက်ထပ်တက်ကန်ထွက်လေးပြောပြခြင်းတာကတော့ဒီကျွန်တော်ဟိုအရှိပိုင်းမှာပြောခဲ့တဲ့ဟို theoretical scale practical scale troubleshooting scale ပေါ့ဒီ scale တွေကိုကျွန်တော်တို့ကဘယ်လိုဘယ်လိုယူမလဲပေါ့ဒီပိုင်းမှာကြာတော့ကျွန်တော်တို့ဒီ theoretical scale ဆိုတာကတော့သင်တန်းနေရာနေရနိုင်တယ်အခုဒီလိုမျိုးကျွန်တော်တို့ real power လောက်တဲ့ machinery တော်ရှိုးတွေကနေလဲ ဒီဆရာတွေရဲ့မျှဝေတဲ့နေရာနဲ့ theoretical skill တွေရနိုင်တယ်။ပြီးတော့ခုကျွန်တော် TikTok channel တွေ Facebook channel တွေမှာဒီစက်ကြီးပိုင်းဆိုင်ရာမျှဝေမှုကနေလဲဟော theoretical skill တွေရနိုင်တယ်။နော်စာအုပ်ဖတ်တာတွေ YouTube ကြည့်တာတွေနောက်ထပ် practical skill ကတော့ကျွန်တော်တို့သင်ယူနေယူရမယ်။နော်အဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့မှကျွန်တော်တို့ travel shoe အပြစ်ရှာရမယ်။ဒီဒါတွေဒီဒီ skill သုံးခုကိုကျွန်တော်တို့ကပြင်ပြန်လန်လန်ကျွမ်းကျွမ်းကျင်ကျင်အသုံးချတက်လာရင်အဲကျွန်တော်တို့ဒီစက်ပြင်းတဲ့လုပ်ငန်းမှာကျွန်တော်ကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့လုပ်ငန်းတစ်ခုလုပ်ပြီးတော့ကျွန်တော်ဝင်ငွေလမ်းကြောင်းတစ်ခုကိုကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်တယ်။ နော်အဲဒီနေရာမှာကြတော့လေတချို့ညီငယ်လေးတောင်အားငယ်တာရှိတယ်ဗျာဟိုဟိုအတန်းပညာရေးချင်းရနေတော့ဒီစက်ကြီးရဲ့ဘာသာစကားပေါ့အင်္ဂလိပ်စာတွေကိုမလိုက်နိုင်တဲ့အတွက်ဒီစာအုပ်တွေမဖတ်တတ်တာမျိုးနော်အဲ့လိုမျိုးအခက်အခဲလေးတွေရှိတယ်ဒါပေမဲ့ဒီဘက်ခင်မှာကြတော့ဟို AI လိုမျိုးဟာတွေခင်မိလာပြီဗျအရင်ခက်လို့ကျွန်တော် dictionary တွေမလှမ်းတော့ဘူးဖြစ်တဲ့အတွက်ဟိုကိုကပညာရေးချင်းဟိုနေပါခဲ့တယ်ဆိုရင်တော့မှသူများတဲ့နည်းနည်းလေးပိုအားဆိုင်လိုက်ချင်း တကယ်လုံးချင်သိရှင်ဖြစ်နိုင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်နော်ဟိုအင်္ဂလိပ်စာအခက်အခဲရှိပေမဲ့လည်းသူများတော်တော်နည်းနည်းပူအားဆိုင်ရမှာပေါ့ကိုကအခြေခံအားနည်းတော့ဒါပေမဲ့လည်းကျွန်တော်တို့ဟိုအတန်းပညာမရှိလို့မို့ဒီစက်ကြီးဟိုစက်ကြီးပြင်လောကတွေဟိုမဝင်နိုင်ဘူးဆိုတာတော့ကျွန်တော်တို့လုံးဝမဟုတ်ပါဘူးနော်ကျွန်တော်တို့လုံးချင်စိတ်ရှိတယ် mindset ကောင်းတယ် pressure တခုဖြည့်ပြီးတော့သင်မယ်ဆိုရင်အချိန်တန်ရင်ကျွန်တော်တို့နေရာတခုရောက်ပြီးတော့ဟိုကျွန်တော်တို့ဝင်ငွေတခုကတော့ကျွန်တော်တို့ဒီဆောင်းနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ဟုတ်ကိုဖြိုးရဲ့ဒီခံယူချက်လေးတွေနဲ့ ဒီညီကိုရီအားလုံးအတွက်ပေးတဲ့အကြံဉာဏ်လေးတွေကအရင်အကျိုးရှိပါတယ်ကိုပြောဟုတ်ကိုပြောရဲ့ဒီ TikTok channel မှာအဲ့ဒီ training program လေးရှိတဲ့အကြောင်းလေးကျွန်တော်တင်ထားတာတွေ့တယ်ခင်ဗျအဲ့အကြောင်းလေးလည်းအဲနည်းနည်းရှင်းပြပေးပါဦးအဲ့ဒီအကြောင်းအပြင်ကိုပြောလက်ရှိကိုပြောရဲ့အဲ့လိုအနာဂတ်မှာလှုပ်ချင်တဲ့ဟာတွေအနာဂတ်ရည်မှန်းချက်တွေအနာဂတ်မြုံမှန်းချက်တွေလည်းတခါရဲပြောပြပေးပါဦးကိုပြောပြဟုတ်ဟုတ်ကဲ့ဒီအခုဟိုကျွန်တော်တို့ဒီ Telegram group club ပေါ့နော် အဲ့ဒါလေးကတော့ဒီ engine အခြေခံလေးပဲဖြစ်တယ် four stroke cycle အဲဒီဆက်ကြီးတွေမှာတက်တဲ့ heavy duty သုံးတဲ့ diesel engine ကြီးတွေရဲ့အခြေခံဖြစ်တယ်ဒါကတော့ခုနကကျွန်တော်ပြောသွားတဲ့အတိုင်းသင်တန်းတက်ချင်ရမယ်ဆိုတဲ့ theoretical scale ဒီသင်တန်းကိုတက်လို့ကျွန်တော်တို့ engine ကြီးကိုဖြုတ် တတ်မှာမဟုတ်ဘူးခွဲတတ်မှာမဟုတ်ဘူးအဲဒီ theoretical scale လေးတွေကိုသိရင်ကျွန်တော်တို့ preventive maintenance ကိုကျွန်တော်တို့ကောင်းကောင်းလုပ်တတ်မယ်အဲအမှဆိုရင်ကျွန်တော်တို့ fuel assistant အဲသူ့ရဲ့အလုံးလုံးဆောင်ပုံတွေအရေးကြီးပုံတွေဘယ်လိုမျိုးထိမ့်သိမ့်မလဲတွေပါမယ် lubrication နဲ့ cooling system အကြောင်းတွေပါမယ် wiring system ဒီတာပူနဲ့အဲကူလာတွေအလုံးလုံးပုံနေပြီးတော့မီဟိုးအောင်နေပေါ့အဲဒီဒီခြေခံ theory ကသဘောတရားလေးတွေကိုနားလည်ရင်ကျွန်တော်တို့ကအဲ preventive maintenance တို့ကလည်းအကျိုးဖြစ်တယ်အဲဒီ summon နေရောစံနောက်လိုက်တွေတော့ပေါ့ပါကျွန်တော်တို့အကျိုးအများကြီးဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ထားတာဖြစ်တယ်အဲနောက်ထပ်လည်းကျွန်တော်တို့ကဖွင့်လှစ်ဖို့ကတော့ရှိပါတယ် အဲဖွင့်လှစ်ခြင်းလဲဆိုတာကတော့ဒီ online class ကတော့ကျွန်တော်တို့ theoretical skill ပဲပေးနိုင်မယ်။ practical skill ပေးဖို့ကတော့ဆိုရင်တော့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့သင်ပေးမှရမယ်။အဲဒီသင်ပေးဖို့ကတော့ဟိုရီမန်းထားတာတွေတော့ရှိပါတယ်။ဒါပေမဲ့လောလောဆယ်တော့မဖြစ်နိုင်သေးတာပေါ့ဗျာ။အဲကျွန်တော်တို့ဟိုစံနမူနာအနေနဲ့ကျွန်တော်တို့ engine 3လေးလုံးလောက်ကိုကျွန်တော်တို့က disassembly and assembly နော်အဲ့ဒါမျိုးတွေသင်ပေးခြင်းနဲ့အဲပြီးတော့ဟိုကျွန်တော်တို့ဒီသင်တန်းမှာပဲဖြစ်ဖြစ်အပြင် site တွေမှာပဲဖြစ်ဖြစ်နော်စက်ကိုကျွန်တော်တို့စံထားပြီးတော့ဟိုစက် brand စုံပေါ့နော် ီ operation system ကွဲတဲ့ဆက်ကလေးတွေကိုလက်တွေ့အနေနဲ့သင်ကြားပေးခြင်းနဲ့ပြီးရင်ကျွန်တော် hydraulic pump hydraulic pump အကြောင်းတွေ hydraulic system အကြောင်းတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကဟိုအဆောင်သဘောမျိုးနဲ့ထားပြီးတော့ဟို engine အကြောင်းတော့ဒပိုင်းလေးပေါ့နော်သူတလားတန်စီနှစ်လားတန်စီသင်တန်းမျိုးနဲ့ဒီသင်တန်းတွေကိုပေးခြင်းပါတယ်အဲဘာဖြစ်လို့လဲဆိုရင် ဟိုဒါကတော့ကျွန်တော်တို့တယောက်တည်းနဲ့တော့မရဘူးပေါ့သူစက်ဆိုင်ရာကျွန်တော်တို့ဆရာတွေတော့ထပ်ပြီးတော့အကူအညီလိုအပ်တယ်အဲ့ဒါတွေနဲ့ကျွန်တော်တို့ပဲဖွင့်လင်းမှာပဲရတယ်အဲဒါမျိုးကျွန်တော်တို့ဘာလို့လှုပ်ချင်တာလဲဆိုရင်ဟိုကျွန်တော်တို့နိုင်ငံရဲ့အနေထားအနေထားကျွန်တော်တို့ကဒါဖွင့်ပြိုးစဲပဲဖြစ်တယ်အခုချိန်နေမှာဘယ်လိုပဲဖြစ်ဖြစ်နောက်တစ်ချိန်မှာဒီဒီတက်ကိုဖွင့်ပြိုးတဲ့ဟာတော့ကျွန်တော်တို့လာမှာပဲလာတဲ့အခါမှာလုံအပ်လိုအပ်ချက်တွေများလာမယ်လမ်းတံတားတွေစောက်လုပ်ရည်တွေများလာမှာပဲများလာရင်ဒီစရန်တွေရတယ်ဒီတက်ပူပေါ်လာဖို့ပဲရှိတယ်ဒီချိန်နေမှာကျွန်တော်တို့က ဟိုကျွန်တော်တို့နိုင်ငံရဲ့ဒီပညာရေးလဲနေနဲ့မိသားစုလဲအဆင်မပြေတဲ့လူငယ်လေးတွေကဒီရန်နရာလောကထဲမှာနေရာယူမထားဘူးဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီရန်နရာတွေနဲ့အတူတူဟိုတခြားပြည်ပကုမ္ပဏီတွေအမြဲဝင်ပြီးတော့နေရာယူသွားမလားပေါ့ဒါဆိုရင်ကျွန်တော်တို့လောက်ကန်ခွင့်လန်းနေတော့ပိုဆိုးတယ်ဗျအဲ့တော့ကျွန်တော်တို့အခုလက်ရှိရှိပြီးသားအဲဒီခုဒီခုကျွန်တော် machinery freedom မှာဆိုအများကြီးရှိပါတယ်။ကုမ္ပဏီရဲ့ training ကောင်းကောင်းရတာလည်းဆရာတွေလည်းရှိတယ်။နော်ဒီဆရာတွေကနေလည်း ဟိုဒါတွေကိုကျွန်တော်တို့များများမျှဝေပေးစေချင်ပါတယ်။ဟုတ်ကဲ့။နော်လူငယ်လေးတွေအတွက်မျှဝေပေးစေချင်တယ်။အဲဒီမျှဝေပေးမှုဓာတ်တွေရောအခုလိုသင်တန်းတွေရောတက်ပြီးသွားလို့ချင်းအဲဒီလောကထဲမှာကျွန်တော်တို့အခြေခံအားနည်းခဲ့တဲ့မိသားစုအဆင်မပြေလို့ဟိုလမ်းပြောင်းနေတဲ့လူငယ်လေးတွေအတွက်ဟို လမ်းတစ်ခုဖြစ်စေခြင်းနဲ့ပေါ့ဗျာဒီကျွန်တော်တို့ဆက်ပြင်းတဲ့လုပ်ငန်းကိုเนาะအဲ့တော့အဲ့လိုမျိုးတော့ကျွန်တော်တို့ရည်မှန်းထားပါတယ်ဟုတ်ကဲ့အခုဖြိုးဒီမျှဝေပေးသွားတာလေးတွေအကြံပေးသွားတာလေးတွေကအရန်ကိုဒီမှတ်သားဖို့ကောင်းပါတယ်အဲကျွန်တော်ခလိုလောဆယ်အနေနဲ့ဆိုရင်ဒီကျွန်တော်တို့ရန်ရလောကကြီးမှာပေါ့เนาะဒီ heavy machinery industry မှာ ဒီလိုမျိုးစိတ်နေစိတ်ထားလေးတွေလိုအပ်နေလေလို့အဲကျွန်တော်အနေနဲ့ထင်ပါတယ်အဲဒီကုဖြိုးတော်လကောင်ဒီကုဖြိုးတို့ရဲ့ဒီ special two mechanic group တော်လကောင်ဒီလို society မျိုးမှာဒီလိုအဖွဲ့အစည်းမျိုးကအများကြီးလိုအပ်နေသေးတယ်လို့ထင်ပါတယ်ကုဖြိုးအဲ့ဒါလေးရောကုဖြိုးအနေနဲ့ကျွန်내သူတွေကိုနည်းနည်းမျှဝေပေးပါအောင်ဗျကုဖြိုးဟုတ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့လိုအပ်ပါတယ်ဗျနော်ဟိုအထူးသဖြင့်ကျွန်တော်တို့အချင်းချင်းကပိုးလိုအပ်ပါတယ်နော်ကျွန်တော်တို့ကခိုးဥစ္စာက အကုန်အကုန်လုံးကနောက်ကျနေတဲ့အတွက်အကုန်လုံးအတူတူလက်တွဲပြီးတော့သွားရမယ်အမြင့်မှာရောက်နေတဲ့လူကလည်းကျွန်တော်တို့ဟိုချိုးချပေးတာဆိုလကောင်းလက်လန်းဆွဲတာဆိုလကောင်းပေါ့ဗျာအဲ level 2နေတဲ့လူချင်းချင်းလည်းပခုံးဖတ်ပြီးတော့ရှေ့ဆက်သွားဖို့လိုအပ်တယ်အောက်မှာရှိတဲ့လူကိုလည်းကျွန်တော်တို့ဆွဲခေါ်မယ်မဆွဲခေါ်နိုင်တော့ကျွန်တော်တို့တွန်းတင်ပေးရမယ်ပေါ့ဗျာနော်အဲဒီကာလမှာကျွန်တော်တို့ကအတူတူဆွဲရမယ်ရှိတဲ့ကျွန်တော်တို့ဟိုလေ့လာရသလောက်တတ်တလောက်ကိုလည်းအစဉ်မြဲကျွန်တော်တို့ကမျှဝေပြီးတော့အတူတူသွားမှပဲကျွန်တော်တို့ကရမှာပါနော်တရောင်းနဲ့တရောင်းနဲ့ ဒီလိုမျိုးစိတ်ထားမရှိဘဲနဲ့ကျွန်တော်တို့အလံဝေးနေမှာဆိုရင်ဟိုပုံဒီတက်ပို့ပြီးနောက်ကျသွားနိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကိုဖြိုးကိုဖြိုးရောဒါကိုဖြိုးတို့ဒီ special tools ရောအဲဒီလောကအကျိုးဟိုပါပေါ့ဒီ industry အကျိုးကိုဒီတက်ပို့ပြီးတော့ကောင်းကျိုးရအများကြီးတည်ပို့နိုင်ပါစေနောက်တစ်ခုကကြတော့ဟိုဒီလုပ်ငန်းဆောင်တာတွေကအစဒီတက်ပို့ပြီးအဆဆအရာပြင်အစင်ပြပါစေလို့ကျွန်တော်အနေနဲ့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်ကိုဖြိုးဟုတ်ကဲ့ပါကျေးဇူးပါဗျာဟုတ်ကဲ့ဟုတ် ်ညာ hydraulic pump မှာဆိုရင်လည်းအဲ့လိုမျိုးကျွန်တော်တို့အဲဒီဆေးထိုးအပ်လေးစီထားတဲ့သဘောသဘာဝနဲ့သွားတူတယ်ဒီကျွန်တော်တို့ဒီ soft plate အထိုင်းပေါ်မှာဒါကတော့ကျွန်တော်တို့ soft plate လို့ခေါ်တာပေါ့နော်အရက်ခေါ်ကတော့သူ့ကိုကျွန်တော်တို့ပကတ်လို့ခေါ်တယ်အဲသူ့ရဲ့ဒီလှုပ်ရှားပုံကကျွန်တော်တို့ပကတ်ကလေးလို့ပဲသူကကစားတယ်နော် Power, the power of achievement.